လိန်ကြီးကကြမ်းထိုးနေတာပဲလုံးဝ2025ရဲ့လိန်ကြီးအစ်စ်လုံးဝဟိုသူကသိပညာရက်တွေပါတယ်ဒါဟိုကမ္ဘောဇာဗန်ရဲ့ဟာကွက်ကြီးလည်းဖြစ်တယ်ကျွန်တော်ငင်းခံနေမှာမဟုတ်ဘူးကျွန်တော်ငင်းခံနေမှာမဟုတ်ဘူးဒီဥစ္စာကြီးကဒါကျွန်တော်တို့တိုင်းပြည်ပြည်သိအောင် လုပ်ရမယ်ဘာလို့လဲဆိုရင်ဒီဒီလိုမျိုးလူလိန်လှုပ်ရှားနေတာကိုကျွန်တော်တို့ကငင်းခံလိုက်လို့မရဘူး ရင်းခံလိုက်တဲ့ဆိုရင်ဒီဥစ္စာကျန်တဲ့လူတွေတကယ်ခက်ခဲနေတဲ့လူတွေလောက်သွားလိုက်ရင်ဘဝပါပြတ်သွားနိုင်။ဘာလို့လဲဆိုရင် तू ကအချီးကြီးနဲ့ကိုကင်တာအချီးကြီးနဲ့ကိုကင်တာ။ကျောင်းမေဆွေများအားလုံးပဲမင်္ဂလာပါ။လူလိန်နေရာလဲတသတသနဲ့များပြားလို့လာပါတယ်။ဒီလိုမျိုးမယိုးနိုင်တဲ့လိန်ကြီးအစ်စ်တွေနဲ့ကိုလိန်နေကြတာပါ။ဒီလိုလိန်ကြီးရဲ့မျိုးမျိုးတွေကမှ2025ရဲ့လိန်ကြီးအစ်စ်လို့ပြောလို့ရတဲ့လိန်ကြီးဗီဒီယိုဖိုင်လေးတစ်ခုကိုကျွန်တော်ဘဝသူရအနေနဲ့ပြန်လည်မျှဝေပေးပါမယ်။ တော့ဆိုငွေလွဲကိုလှူစားနေတဲ့လူတွေအဲ့ဒါကိုကျွန်တော်မိမဆိုရင်လည်းအလောက်ကြီးတန်လျာကြီးရဲ့လူထဲမှာပါတယ်ပေါ့နော်အလောက်ကြီးဟိုမှဖြစ်ဘူးအဲ့ဒါကိုသူတို့ရဲ့လက်ရှိလိန်ကြီးအစ်စ်ကချမ်းနေအဲ့ဒါကိုကျွန်တော်ရှင်းပြချင်တာကျွန်တော်လည်းမခံနိုင်ဘူးအဲကျွန်တော်လိုမျိုးလည်းမခံရအောင်နော်ဟိုအားလုံးတစ်ချက်ဝိုင်းရှယ်ပေးကြပါဦး group တွေထဲမှာတယောက်တဲ့ group တွေထဲမှာလုံးဝလိန်ကြီးကချမ်းထိုးနေတာပဲဘလောက်တောင်ချမ်းလဲဆိုရင်ကျွန်တော်တို့လုံးဝဟိုဘယ်လိုပြောရမလဲခလလိုကြီးခမြမြန်ကြီးကျွန်တော်က င်းရှင်ရဲရောက်နေလို့ကျွန်တော်ကိုဒီလားငွေလွဲပေးပါဆိုတဲ့ကိစ္စမျိုးကြီးတွေနောက်တစ်ခုကလုံးဝကိုကျွန်တော်ကစိတ်ဆိုးမှန်ဆိုးနဲ့ကျွန်တော်ဒေါသထွက်နေပြီးတော့အဲကျွန်တော်ကပဲမဆွမလွဲပင်းရင်အဲ့ဒီလူတွေကိုကျွန်တော်ဝန်ထမ်းနေပေါ့ကျွန်တော်ရဲ့အမျိုးသမီးဖြစ်စေကျွန်တော်ရဲ့ဝန်ထမ်းနေကိုကျွန်တော်ကရန်လုတော့မဲ့ဒီဇိုင်းကြီးပေါ့အဲ့ဒီစိုက်ကူတွေပါထည့်ပြီးလုပ်လုံးဝဟိုဂျွတ်စင်ကြီးအဲဂျွတ်စင်ကြီးဆိုတာကျန်းနေတယ်ဗျာသူတို့ရဲ့လက်ကြည့်လုတော့တဲ့အခွက်ကြီးကအဲ ကျွန်တော်တို့မှဒါဒါကျွန်တော်တို့မှနော်ဒါကျွန်တော်တို့ဆိုတာငွေလွဲလုပ်ငန်းလုပ်နေတဲ့လူတွေကျွန်တော်တို့ဆိုတာတခုခုငွေအကောင်နဲ့လွှဲတော့မယ်ပြူတော့မယ်ဆိုရင်နော်ကျွန်တော်တို့ဘာလုပ်ကြတဲ့လူတွေလဲဆိုရင်အထက်ထက်စစ်ဆေးပြီးတော့အာကွန်ဖန်လုပ်တယ်ကွန်ဖန်လုပ်တယ်ဆိုတာအတီးပြူချက်ယူပြီးတော့မှလွှဲပေးတဲ့လူတွေကျွန်တော်ကိုလိန်သွားတာမကျွန်တော်ထွန်းနေဝဲဆိုတဲ့ Viber အကောင့်နောက်တစ်ကောင့်ဖွင့်တယ်ကျွန်တော်ရဲ့လက်ရှိ Viber မှာသုံးထားတဲ့ပုံကြီးကိုသုံးတယ်သုံးပြီးဘာလုပ်တာလဲဆိုရင်သူကနော် ဆိုပြီးကျွန်တော်တန်ရဘိုင်ဘာဝင်နှန်းနေတုံးနေတယ်ကျွန်တော်ပေးတုံးထားတဲ့ဘိုင်ဘာနံပါတ်ကိုတော့သူကဟေးခဏနေငါအတိမိတ်ဆွေရဖုန်းလာဝယ်လိမ့်မယ်ဖုန်းစိမ်းမေးလိမ့်မယ်ဆိုပြီးသူကအဲ့ဘိုင်ဘာထဲမှာပြောထားတာပြောထားလို့အဲ့ဒီဟာခဏနေအဲ့ဒီနောက်တကောင်ဘိုင်ဘာနောက်တကောင်သူနဲ့သူတွဲပဲလိမ့်မယ်မဲ့ဤဆိုတဲ့ကျွန်တော်ဆိုရင်မဲ့ဤဆိုတဲ့တကောင်ကလိမ့်သွားတာနော်မဲ့ဤဆိုတဲ့တကောင်ကနေပြီးတော့မှတောင်းလျှောက် ဘိုင်ဘန်နေလာတယ်အဲ60ဒီပလိုမတ်ရဲ့ဈေးဘယ်လောက်လဲဆိုတာမျိုးမေးတယ်60ဒီပလိုမတ်ကိုတောက်လျှောက်သူကအာဟိုရန်နေရိုနေကျွန်တော်တို့ကအယောင်နေမေးပြီဈေးတောက်လျှောက်မေးတယ်ပစ္စည်းရှိလားမေးတယ်ကျွန်တော်ကျွန်တော်ဆိုင်မှာစတော့မရှိလို့ကျွန်တော်တကယ်ကျွန်တော်အကိုနော်ကျွန်တော်မိတ်ဆွေဆိုင်မှာကျွန်တော်ယူပြီးတော့တောင်းပေးမှာရတယ်ရောင်းပေးမယ်ဆိုပြီးတော့အဲ့ဒီအောင်ကျွန်တော်တိလိုက်တယ်အဲ့ဒီမှာရင်ကျွန်တော်ဝင်တဲ့ကလေးတွေအားရလဲပါတယ် ကျွန်တော်ကဒီမှာရှိနေပြီးတော့ကျွန်တော်မိတ်ဆွေကလာမေးပါမယ်ဆိုတာမျိုးကျွန်တော်ကတခါတလေဘိုင်ဘာပြောထားတော့သူတို့ကလည်းညနေခင်းအလုံးရှုပ်နေတဲ့အချိန်မှာဖြစ်သွားတာဖြစ်သွားတဲ့ပုံစံညနေခင်းအလုံးရှုပ်နေတဲ့အချိန်မှာပထမဆုံးလိမ်မဲ့လူကကျွန်တော်ပုံစံဘိုင်ဘာအကောင့်တူးနဲ့ဟလာမင်းမဘသူကလာပြီးတော့ပုံစံနေလိမ့်မယ်လို့ဘိုင်ဘာကနေပြီးတော့သူကစာပို့ထားတာပို့ပြီးမကြပါဘူးနောက်တဲ့ဘိုင်ဘာကနေအဲ့ဒီမအီဆိုတဲ့အကောင့်ကနေပြီးတော့ဈေးလာနေပြီအဲ့ဒီမအီကဘီလိမ့်မယ် ူကလူလူဆိုးလောက်သွားတာနောက်လျှောက်ဈေးတွေနေပြီးတော့ဝင်ဝင်နန်းတွေကိုပြားအပိစိုက်ကိုထည့်သွားပြားအပိစိုက်ကိုထည့်သွားပြီးမလုပ်တာလဲဆိုရင်ကျွန်တော်တို့ဒီကုန်းစည်ကိုမရမကပြောခိုင်းပြောခိုင်းပြီးတော့ကုန်းစည်ပြောခိုင်းနေပြောခိုင်းနေတဲ့အချိန်မှာနောက်လျှောက်စိတ်ဆိုးမယ်ဆိုနဲ့ဖုံးချသလိုဖြစ်သွားမှာစိတ်ဆိုးမယ်ဆိုနဲ့ဖုံးချသွားမှာစိတ်ဆိုးမယ်ဆိုနဲ့ဖုံးချသွားပြီးဟေ့ဆိုရင်အဲ့မှာနေနောက်ထပ်ကျွန်တော်ရဲ့နာမည်သုံးထားတဲ့အကောင့်တမဟာဟလာ အဲ့ Viber account ကျွန်တော်ပုံယူသုံးထားတဲ့ Viber account ကအေးကေဘေးဘလောက်ဘယ်အကောင့်တွေကိုထည့်ပေးအောင်ငါအရင်တကြီးလိုနေတာအဲ့မှာနေမဲ့သူကထက်လာတာထက်လာတာသူတို့လိန်ပုံလိန်ကြီးကအတန်းထိုင်မပုံဘူးဒါပေမဲ့ဘာလို့တော့ဖုန်းကိုခေါ်ပြလိုက်တာတော်မင်းဆိုရရေးကြီးတဲ့အပိုင်းလာပြီနော်အရေးကြီးတဲ့အပိုင်းလာပြီအဲ့လိုမျိုးလိန်တာဘယ်လိုမျိုးလဲဆိုတော့သူကထည့်စရာ KB account ကိုပြောလိုက်တယ်သူလိန်တဲ့ KB account ကိုကျွန်တော်တို့ Viber ထဲကိုထည့်ပေးလိုက်တယ် အဲ့မှာအဲ့ KVA ကောက်ကိုထည့်ပြီးတော့တိမ့်ဘလောက်ထဲလိုက်တိမ့်ဘလောက်ထဲလိုက်ငါငွေလုံးနေလို့ဘယ်ထဲကိုတိမ့်ထဲလိုက်ထည့်ပြီးကျွန်တော်ကပဲဖုံးပြန်ခေါ်လိုက်တဲ့ဒီဇိုင်းမျိုးနဲ့သူက Viber နဲ့ Viber ကိုခေါ်ပလိုက်တာ Viber ကိုခေါ်ပြီးတော့သူကချက်ချင်းတက်ချပြစ်တာ Viber ကိုအကိုင်မကန်ဘူးအကိမ်းမကန်ဘူးဒါပေမဲ့ကျွန်တော်တို့မှာတွေးရရှိတာကျွန်တော်အမျိုးသမီးအကြတော့ဒါဟုတ်အော်လိုင်းမကောလို့မခေါ်တာဆက်စင် Viber နဲ့ဖုန်းကောတွေခေါ်ပြတယ် ခေါ်ပြလိုက်တဲ့အချိန်မှာဒီကနေလွဲလိုက်ပြီလွဲလိုက်ပြီပိန်း30လွဲခိုင်းတာတော့10သိန်း10သိန်းနှစ်ကြောင်းပွားပြီအဲ့မှာကျွန်တော်ကံကောင်းတယ်လို့ပြောရမလားမသိဘူးကျွန်တော်တို့က limit ကြီးသွားပြီကျွန်တော်မိမအကောင်ရောကျွန်တော်အကောင်ရော limit ကြီးသွားပြီဒီနေ့အလွဲများတော့နော်အဲ့တော့ limit ကြီးသွားကျွန်တော်မိမကျွန်တော်ဖုံးဆက်လာပြီယောက်ျားမင်းလွဲခိုင်းတဲ့အသိန်း30ကငါ20လွဲပြီးသွားပြီ30ကငါဘလို့ဆက်လွဲပေးရမှာလဲဆိုဖုံးဆက်လိုက်အဲ့ဒါနဲ့ကျွန်တော်ထခုံရတော့တာပဲဟာပွားပြီလို့ ွားပြီလို့ဟာအဲ့ပါလေကျွန်တော်မင်းအခုနေလွှဲထားလားလွှဲထားဆိုကျွန်တော်တောက်လျှောက် KB ကောစင်တာကိုဖုံးဆက်တာကျွန်တော်မိတ်ဆွေတွေ KB ကောစင်တာကျွန်တော်အခု live လွှင့်နေတာအဆင်မပြေလို့ KB ကောစင်တာဖုံးနံပါတ်ကနှလုံးလောက်ရှိရဲ့နှလုံးလုံးကိုဆက်ပုံစံကြီးကျွန်တော်ပြောပြမယ် Oridu နဲ့ KB ကောစင်တာနံပါတ်ရှိရဲ့ကျွန်တော်ဒီမှာလာတော့မစင်ကြမှာတော့နောက်နေ့ကျွန်တော် push တင်ပြီးရေးပြထားမယ်နော် KB ကိုစင်တော့ကျွန်တော်တောက်လျှောက်ခေါ်တာခေါ်ရချင်းမှာကျွန်တော်9မိနစ်လောက်ကြိုးစားလိုက်ရတယ်ဘူဘက်ကလူလိန်က သိန်း30လွဲခိုင်းတာ20လွဲပြီးတာကို30မလွဲမချစ်သူကထပ်ဆောင်နေသေးတာထိတ်ဘာလုပ်နေရလဲမလွဲသေးဘူးလားဘာကြောင့်မလွဲသေးရလဲအခုလုံးလိုက်အရေးကြီးတာအရင်လုံးအဲသူကကျွန်တော်ကနေပြီးတော့ကျွန်တော်ဝန်ထမ်းတွေကိုငောက်နေသေးအောင်ရောကျွန်တော်ကဒေါသတွေထွက်ပြီးစိတ်ဆိုးပြီးတော့ခုချက်ချင်းအရေးကြီးတာမလုပ်ဘူးလားဆိုတာမျိုးနဲ့သူကတောက်လျှောက်ကိုဟလာဘိုင်ဘာနေသူကစူငောက်နေသေးရတောက်လျှောက်ကိုငောက်နေရလုံးဝကိုယုတ်တိကြီးနဲ့အပန်ပိုင်တော့မပါဘူးစာနဲ့ငောက်နေတာ ကျွန်တော်နောက်ရကြမှာ screen shot တွေဗီဒီယိုဖိုင်ဖိုင်းတာတွေကျွန်တော်ပြမယ်ဟလာညနေပိုင်းဒီညနေပိုင်းလေးဖြစ်သွားတာအဆိုင်သိန်းကြီး6နာရီခွဲလောက်လေးကျွန်တော်ဒေါသကြီးထွက်နေတာဟိုကျွန်တော်မိတ်ဆွေတွေကိုလည်းကျွန်တော်ကျွန်တော်ပြူမူတွေကနည်းနည်းလေးစိတ်ရှုပ်စရာဖြစ်သွားရင်တောင်းမယ်လေအဲ့တော့ကျွန်တော်မိတ်ဆွေတွေလည်းကျွန်တော်ကိုဝိုင်းရံပေးပါအောင်ဒီအကိုအနေနဲ့လှုပ်ရှုပ်ကံအမောခံပြီးတော့ခုလူတွေပြောပြပေးနေတာကနောက်လူတွေသူ့လူပြုအလိမ်မခံရအောင်လို့ပြောပြနေတာပါမိတ်ဆွေတို့အနေနဲ့လည်းပန်းမကြည့်ဘူးဆိုရင်ဒီဗီဒီယိုလေးကိုပြန်လည်းမျှဝေပေးသင့်ပါတယ် အဲ့ဒီလူရဲ့နော်အဲ့ဒီလူရဲ့အကောင့်ကိုကျွန်တော်ကတောက်လျှောက်လိုက်ပါလိုက်တဲ့အခါမှာကျွန်တော်ကအနာဒေရီယာကီဘင်းဘလက်ဖောင်းပေါ်မှာဖြစ်နေတာဒီလူကဒီလူကအခုကျွန်တော်ကကျွန်တော်ကိုလွင်လိန်သွားတဲ့ကီဘေးကောင်ကတင်းတင်းကြည့်တယ်နော်တင်းတင်းကြည့်တယ်ဒါက तू ကအမီဒီနာမနဲ့ဖွင့်တာလားသူ့အကောင့်ရေပေါ်မရှင်းချက်လဲကျွန်တော်တောင်းလို့ရတယ်ပြီးရင်ကျွန်တော်ရဲစကန်အမှုစာနဲ့ကျွန်တော်ကလိုက်ပါလိုက်ပြီးရင်ကျွန်တော်ကဘယ်မျိုးဘယ်နေ့မှနေရလဲကျွန်တော်က ပြောချင်တာဒီဖြစ်စဉ်မှာကံမောစာကတရားသူကြီးလုပ်ပြီးကျွန်တော်ကတရားလို့တရားခံကိုဖမ်းပြရမှာအမိန့်ချပြရမှာအပြစ်ပေးပြရမှာဒါကျွန်တော်မိမဆိုရင်လည်းဒါ तू လုံးရှုပ်တဲ့ချိန်မှာ तू တတိလက်လို့ဖြစ်သွားတာပါတယ်နောက်တစ်ခုကဟိုဘက်ကစိတ်စိတ်ဘယ်လိုပြောရမလဲစိုက်ကိုတွေပေါ့နော်စိုက်ကိုတွေဘယ်လိုပြောရမလဲဒီစိတ်ပညာရဲ့တုံးချသွားတာလူရှုပ်တဲ့ချိန်မှာအရှိမအာယုံနောက်သွားအောင်လုပ်သွားတယ်ပြီးရင်ကျွန်တော်ကနေပြီးတော့ ကျွန်တော်ပြောတဲ့မိတ်ဆွေကိုဘုံမရောက်နိုင်နိုင်လို့ကျွန်တော်ကစိတ်ငေါ့တော့မဲ့သဘောပေါ့နော်ကျွန်တော်ကအခုအဲ့ဒီမိတ်ဆိုတဲ့လူကိုပုံဆက်လာမယ်ဆိုပြီးတော့ကျွန်တော်နာမည်နဲ့တုံးထားတဲ့ Viber account တူကဘာလို့လဲဆိုရင်အရင်ဆုံးရှုံသွားအောင်ဟေးခဏနေမိတ်ဆိုတဲ့လူတယောက်လာပြီးတော့ဟုတ်စေးမေးလိုက်မယ်ဘုတ်ဝယ်လိုက်မယ်ဆိုပြီး Viber နဲ့အတန်ပိုင်းနဲ့မပြောဘူးစာပို့ထားတာအဲ့မှလည်းမကြဘူးလိန်မဲ့မဲ့ဤဆိုတဲ့အကောင်က Viber နဲ့ချက်လာပြီးသူတို့ကိုတောင်းမေးလိုက်မယ် ဟိုဟာမေးဒီဟာမေးနဲ့အတန်ဖိုင်နေတာပို့တာနော်မိမအတန်မိမအတန်အဲ့မကြီးကအတန်ဖိုင်နေပို့ပြီးမိမအတန်နဲ့ပို့တယ်ပို့ပြီးမကြီးကနေပြီးတော့သစ္စည်းပရိုမက်တွေဘာညာကွီးကွတ်မေးတယ်မေးပြီးရင်သူကနေပြီးတော့မှဘာဆက်လုပ်လဲဆိုရင်သူကအဲဟိုဟာလိုလိုဒီဟာလိုလိုရွှေရှောင်းနေနဲ့ဘာမှမဆိုင်ဘူးဘလိန်ကြီးစိတ်ဆိုးသွားတာဘလိန်ကြီးစိတ်ဆိုးသွားတာဖိုးကလည်းဝယ်မသွားဘူးနောက်တစ်ခုကလူလူချင်းနဲ့မရတဲ့ပုံစံမျိုးဘလိန်ကြီးဘလိန်ကြီးစိတ်ဆိုးသွားတာ ိတ်ဆိုးသွားပြီးသူကမလုပ်လဲဆိုရင်အဲ့ဒီမဲကြီးကအဲ့လိုစိတ်ဆိုးသွားပြီးတဲ့အချိန်မှာနောက်လျှောက်နောက်ထပ်အဲ့ဒီကျွန်တော်အပေါ်မှာတူးလုထားတဲ့လူကချက်ချင်းပြန်ဝင်လာတာအေးမဲကြီးကဝဲသွားလားရှင်ပြေသွားလားဘာညာအဲအဲ့မှာလည်းမေးပြီးသူကဘာဆက်လုပ်လဲဆိုရင်အေးအဲ့ဒါလေကြေးပေးဘလို့ရှိရတော့ငါတဲ့ကိုကြေးပေးတဲ့ပြီးငါငွေလုဆရာရှိလို့ဆိုရမယ်နောက်လျှောက်လာတာနောက်လျှောက်လာပြီးတော့မှပထမမဲကြီးကမရောလိုက်ရလို့ ဟလာဟိုကျွန်တော်ဝင်နေနေရမဲကြီးကိုမရောင်းပေးလိုက်နိုင်လို့စူတော့မယ်ငေါ့တော့မယ်ထင်းနေတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကငေါ့တဲ့အချိန်မှာတောက်လျှောက်ကျွန်တော်ခိုင်းတာကိုလုပ်တော့အဲ့ဒါတွေမဲ့ तू ကကျွန်တော်အယောင်ဆောင်ထားတဲ့ Viber account ကဘာဆက်လုပ်လဲဆိုရင်ကြေးပေးငွေလက်ကျန်နေမေးတယ်ပြီးရင်အဲ့ငွေလက်ကျန်ကိုအကုန်မယူခိုင်းဘူးအကုန်မလွှဲခိုင်းဘူးနော်တော်ရပဲလွယ်ပြီဘလောက်ပဲလွယ်ပြီဆိုတာမျိုးကို तू ကထည့်ခိုင်းတာတော်ရပဲလွယ်ပြီဘလောက်ပဲလွယ်ပြီကျွန်တော်မဟုတ်ရင်30လုံးပါသွားတော့မှာ 30လုံးပါသွားတော့မှကျွန်တော်အဲ့မှာရင်လွှဲရင်းနဲ့30လွဲတယ်နဲ့ဆွဲလွဲတယ်ကျွန်တော်တို့ကဒီနေ့လင်မယားနှစ်ယောက်လောက်အကောင်လုံးက limit ကြီးသွားတယ် limit ကြီးသွားတာအဲ့မှာရင်တတိယမြောက်အကောင်မှာကျွန်တော်ကိုအမျိုးသမီးကဖုန်းဆက်ပြီးတော့ယောက်ျားငါဘယ်ကောင်းနဲ့ထက်လွယ်ပေးရမလဲဆိုဖုန်းဆက်တဲ့ချိန်မှာကျွန်တော်အဲ့မှာတန်းရင်းမိလိုက်တာကျွန်တော်ထခုံလိုက်ရတာထခုံပြီးကျွန်တော်ဘာလုပ်လဲဆိုရင်အဲ့ရကောင်ကိုမဆဲသေးဘူးကျွန်တော်မဆဲသေးဘူးအဲ့ကောင်ကိုဆဲလို့မရဘူးဒီကောင်ကနောက်တစ်ပင်နေရာမရှိသူကထက်ဆောင်နေတာ နှစ်ဆယ်လွဲပြီးတော့အတော်မှနောက်တစ်ဆယ်နေရာမချင်း तू ကထက်ဆောင်နေတာထက်ဆောင်နေပြီးတော့မလုပ်လဲဆိုရင် तू ကဟေးလွဲသေးဘူးလားရေးကြည့်ရရင်လို့မလုပ်နေတာတော့လို့အဲကျွန်တော်ကချော်သေးသေးနဲ့သူ့ကိုဆရာတန်းခေါ်ပြီးတော့ဆရာစာအနေရိုက်ဖို့ပေးတာလားဆရာခဏလေးတိုင်ပိတ်နေလို့ခဏလေးတော့အီမန်နီလိုလာလေးထက်တောင်းနေလို့ဆိုပြီးကျွန်တော်ကအပြော်စရဲဆွဲပြီးကျွန်တော်ကနောက်တော့ခြေသေးရနေကျွန်တော်ဘာတာတာလားအဲဘာတာတာတဲ့ကိစ္စမှာကျွန်တော်တို့နော် အဲ့ဒါတိုက်ကီပေးကဘလို့ရှင်းတိမလဲကျွန်တော်ကြည့်မယ်လက်ရှိဟိုဘက်ကလူကိုလဲကျွန်တော်တို့ကရဲနဲ့ရဲရင်းနဲ့ကျွန်တော်လိုက်လိုက်ထားပြီးပြီအဲ့တော့ကေကေပီဇက်ကတာဝန်ရှိတဲ့လူတွေနော်ကေပီဇက်မှာနော်လုံနေကြတဲ့ကေပီကတာဝန်ရှိတဲ့လူတွေကျွန်တော်တို့ကဟာလာအခုလိုမျိုးအကွက်ကြကြလိန်ခံလိုက်ရတာဘယ်မှာလိန်ခံလိုက်ရတာဆိုရင်ကမ်ဘောဇာကေပီဆိုတဲ့ငွေကြေးရေးအွန်လိုင်းပလက်ဖောင်းကြီးပေါ်မှာလိန်ခံလိုက်ရတာ အလေးကလေးတော့ချက်ချင်းတိတိချင်းကျွန်တော်တို့ကချက်ချင်းဘာသာခိုင်းပြီးတော့ကျွန်တော်တို့ကနော်ကျွန်တော်တို့ပတ်စံကျွန်တော်တို့ပြန်ယူမှာကျွန်တော်တို့ပေါ်စားလို့တတိတစ်ချက်လွတ်သွားလို့မှားရလိုက်ပြီးကျေးဇူးတင်တယ်ကျွန်တော်တို့ဘာသာခိုင်းတာကိုဘာသာပေးလို့အဲ့ဒီဘာသာတဲ့ပတ်စံကိုဘုရားကတခိုးချက်ဘူးကိုကာကွယ်ပေးနေရဆိုရင်ကျွန်တော်ကပြောမှာအဲ့ဒီကေသေးရတာဝန်ရှိတဲ့လူတွေကေသေးလုံနေတဲ့လုံပုံကိုင်ကိုမဟုတ်ဘူးဆိုတာတွေကိုကျွန်တော်တို့ကတိုင်းပြည်ပြည်ပြအောင်ပြောရမှာ မီဒီယာခေါ်ရှင်းရှင်းရမှာဘာလဲတခုတခုကျွန်တော်တို့ကဝင်လိန်ခံရတဲ့လူကတခုခိုးသွားပါတယ်လူလိန်လိန်သွားပါတယ်ကျွန်တော်တို့ပြောနေတယ်ကျွန်တော်တို့ကလည်းအလုံးမရှိကံပြီပြောနေတာမဟုတ်ဘူးတကယ်လိန်လို့လိန်သွားတာကိုကျွန်တော်တို့ပြောနေရင်ကျွန်တော်တို့ရဲစကားနဲ့လာတယ်ဆိုသူတို့ရှင်းကိုရှင်းပြရမှာကျွန်တော်ကလည်းအားပေးပါတယ်ဗျဒီလိုအမှုတွေဆိုရင်လိုက်ကြပါငွေရတက်နိုင်တဲ့သူတွေကပေါင်းစုပြီးတော့လိုက်မှာပဲဒီလိုအမှုတွေကပေါ်တော့မှာပါအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ လူလိန်နေရတော့လှုပ်ရှားလို့ကောင်းနေအောင်ပါပဲကျွန်တော်အနည်းအနည်းကြီးသုံးသန်းကြီးရဲ့ကိစ္စမှာကျွန်တော်စိတ်သဘောမချနိုင်ဘူးနော်သူကအခုဘာတာခိုင်းနေ3ရက်ပဲတားပြီးမယ်ဟလာပြီး3ရက်အတွင်းကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်ဟလာဒီအဲရဲကျဲမှုဖွင့်တဲ့စာအုပ်သွားရမယ်ရဲမှုဖွင့်တဲ့စာအုပ်တော်ပြီဟောဗျာ KB လည်းလိန်ကန်လည်းလူကရဲစကန်ကို3ရက်တည်းမှဟလာဟောမလုံနိုင်ဘူးဆိုဘယ်လိုလုပ်ကြမလဲ ။ဟုတ်ပါကဲဒါတော့ဟုတ်ပြီ။ရဲစခန်းရလာပြီဆိုရင်ကျွန်တော်ကေပိတာဝန်ရှိတဲ့လူတွေကဒါဒါကျွန်တော်တို့ကတကယ်လိန်သွားတယ်ဆိုတာကိုတိုင်ရဖွင့်နိုင်ကျွန်တော်တို့ကိုအချိန်တိုတွင်းအမြန်ဆုံးကျွန်တော်တို့လုပ်ပေးရမယ်။အဲဒီကိစ္စကိုအမြန်ဆုံးရှင်းဖို့လုပ်ထားတယ်။အဲဒီကောင်လည်းအမှုပွင့်ဖို့လုပ်ထားတယ်။ကျွန်တော်မိတ်ဆွေတွေလည်းကျွန်တော်တို့လိုမျိုးဟလာအခုလိုမျိုးလိန်ကြီးပြမှာဟလာကျွန်တော်တို့မခံကြအောင်လို့ကျွန်တော်ဒါအချိန်ပေးပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုမျှဝေပေးတာလည်းဖြစ်သလို ကျွန်တော်ကိုလည်းဒါအခုလိုမျိုး KB နဲ့ပတ်သက်လို့ကျွန်တော် live လုပ်တဲ့အခါမှာကျင်းနေမှုအားကောင်းကောင်းနဲ့နော်အကုန်လုံးသိထားအောင်လို့ကျွန်တော်မိတ်ဆွေတွေ share ပေးထားပါအောင်ဗျမနေ့ကကျွန်တော်ရဲစကန်းသွားမယ်အမှုပွင့်မယ်ကျွန်တော်ပြန်ယူရအောင်ယူမယ်ကျွန်တော်ကျွန်တော်တို့တကယ်လို့မရရဲ့ဘူးကျွန်တော်ဘာသာထားရတဲ့အမှာကျွန်တော်ပြန်ကျွန်တော်ပြန်ရဖို့အရေးရခဲရခဲစစ်လုပ်နေရတယ်ဆိုရင်ကျွန်တော် KB ကိုကျွန်တော်တို့ကဒါနောက်လျှောက်မေးခွန်းထုတ်ရတော့မှာ မေကုံထွားရမှာ KBZ ပေး KB ကိုကျွန်တော်တို့ကမေကုံထွားရမှာသူတို့ကတခိုးအားပေးလုံနေရလေလူလင်အားပေးလုံနေရလေသူတို့ရတချို့စီးမင်းနေရတခိုးအားပေးလူလင်အားပေးလုံနေတာအဲတော့ကျွန်တော်ဒီဗီဒီယိုလေးဒီဟာလေး live လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ဒီနေ့က2025ရဲ့လိန်နီးစစ်ကိုအားလုံးနဲ့နော်ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ကြစေဖို့ကျွန်တော်ဒါလေး live လုပ်ပြီးပြောပြတာပါမနေ့ကကျွန်တော်တို့ဆက်တွေ့ကြမှာကြာအားလုံးကျေးဇူးတင်ပါတယ်နော်ဘိုင်ဘိုင်ပါဗျာ ဟိုတလောကလည်းမင်းသမီးမြင့်မြင့်ခါရဲ့အကောင့်ထဲကငွေတွေပါသွားတာ320ကျော်ပါသွားတဲ့ဖြစ်စဉ်ကိုအဲ့တုန်းကလည်းမိသူတို့တည်ရင်ကြားပဲထင်ပါလေအဲ့ဒီတုန်းကလည်း KB ကဘလို့ဖြည့်ရှင်းမလဲပေါ့အခုမှတော့စောင့်ကြည့်နေရတာနောက်ဆုံးကြတော့လေသူတို့အချင်းချင်းကလူဟာခိုးတာပါဆိုပြီးတော့ပြဿနာပြီးသွားတယ်အမှုကိုစုံကန်းတရားမလိုက်ကြတာများပါတယ်အမှုလိုက်တယ်ဆိုရင်လေအဲ့ဆုံးရှုံးတဲ့ငွေကို KB တဲ့ပေးကပြန်ပြီးတော့အစားထုတ်ပေးလိုက်တာနဲ့ပဲအဆုံးသက်သွားကြတာပါအဲ့ဒီလူတွေရောပြီးအောင်ဖမ်းတဲ့အဆင့်တရားမရောက်ကြပါဘူး KB ဖြစ်တဲ့နေဆိုရင်ဖြစ်ကြတာအများကြီးပဲပါသွားတဲ့ပတ်စံတွေ ဒါပေမဲ့လည်းအဲ့ဒီလိန်ထဲသူကိုဖမ်းမိလာဆိုတော့လေတယောက်မှဖမ်းမိတဲ့တဲ့င်းကိုမကြဘူးတခါမှလည်းမကြဘူးဘလို့ကြောင့်လဲတော့မသိဘူးဖမ်းလို့မရတာလားအဲ့ဒီလိန်ထဲသူတွေကတားကိုတော်နေတာလားမစင်းစားတတ်အောင်ပါပဲအခုဖြစ်တဲ့ဖြစ်သွားတဲ့အကိုအနေနဲ့လည်းဒီအမှုကိုစုံကန်းအထိလိုက်မယ်လို့မျှော်လင့်ပါတယ်ဒီလူလိန်ကိုမိအောင်ဖမ်းနိုင်တဲ့အဆင့်အထိရောက်မလားမရောက်ဘူးလားဆိုတာတော့ကျွန်တော်တို့ကစောင့်ကြည့်အောင်ပါပါ